ရွှေခွင့်ပရင်းပေါက်လေးတွေရဲ့အမြင့်ကိုပုံမှန်အားဖြင့်ငါးပေထိပဲအမြင့်ဆုံးထားပြီးအသုံးပြုကြပါတယ်။ဘာကြောင့်လဲဆိုရင်တချို့တော့ normal ဆီလေးတွေရဲ့ပတ်တာအနေထားကငါးပေကျော်သွားတဲ့တကယ်ရွေးရွေးကိုခံနိုင်ရင်မရှိတော့ပဲအချိန်ကြာလာတဲ့အများပတ်တာအကြတာမျိုးတွေတကားအဖွင့်မလို့ရတာအဆင်မပြေတာမျိုးတွေဖြစ်စေနိုင်တာကြောင့်ပဲဖြစ်ပါတယ်။ဒါပေမဲ့တချို့အင်ရှင်တွေကြတော့အာခီဆွဲပေးထားတဲ့ဒီဇိုင်းကိုလည်းမပြတ်ချင်တာရဲ့လေဝင်လေထွက်ကိုလည်းမများရချင်တာရဲ့ကြောင့်ရွှေခွင့်ပရင်းပေါက်လေးတွေရဲ့အမြင့်ကို10ပေကျော်လောက်ကနေ7ပေထိအမြင့်ဆုံးထားပြီးအသုံးပြုတင်ကြတဲ့တွေလည်းရှိ ပါတယ်ကိုကိုရန်ကလည်းဒီလို customer တွေတရားတရားဖြစ်နေမယ်ဆိုရင်တော့အခုဗီဒီယိုမှာပြပေးနေတဲ့ LG 128 CV လေးကိုဒါအသုံးပြလိုက်ပါတော့နော်။ဘာကြောင့်လဲဆိုရင် DCV လေးကအရေးတွေးမြင့်တဲ့ LG system နဲ့ဖွဲ့စည်းထားတဲ့အတွက်ကြောင့်တကယ်ရွေးရဲ့အမြင့်ကို10ပေခွဲလောက်ကနေ7ပေထိတိုက်ရိုက်အသုံးပြနိုင်တာကြောင့်ပဲဖြစ်ပါတယ်။တကယ်ရလေးတွေမှာဆိုရင်ပုံမှန်အတိုင်းရွှေဖွင့်ဒီဇိုင်းအပြင်အခုလိုမျိုးအတွင်းကဲလာဒီဇိုင်းလေးတွေကိုလည်းတူဝေးအနေနဲ့ထည့်သွင်းသက်ဆင်လို့ရပါတယ်။ ဒီလို two way design ကိုအမြင့်၅ဘေးအထိရှိရဲ window side တွေအပြင်အမြင့်၈ဘေးလောက်အထိရှိရဲ door side တွေအထိပါထည့်သွင်းပတ်စင်လို့ရပါတယ်မှန်က 5mm တာမတဘက်ကလန်စင်ဖြစ်ပြီးမှန်ထက်ကြားမှာ 90mm spacing ချပေးထားပါတယ်။ frame J က 128mm ရှိပါတယ်။ aluminum အတူကတော့ 1.6mm ပါ။ ဒီစီဗီလေးမှာဆိုရင်ပြင်ပကအပူတန်းတွေအိမ်တွင်းထဲမှာကြာရအောင်ကာကွယ်တားဆီးပေးနိုင်တဲ့ thermoplastic system ပြီးစစ်စစ်ကာဗွန်စတစ်လေးလည်းပါဝင်ပါတယ်။ဟန်ဒယ်နဲ့ accessory တွေကိုတော့အီတလီနိုင်ငံထုတ်တဲ့ Storo brand လေးတုံ့ပြန်ပေးထားပါတယ်။အရေးကြီးမြန်မာဘေး quality ကောင်းတဲ့ hardware accessory လေးဖြစ်တာကြောင့် accessory အမခံ9နှစ်ပါဝင်ပါတယ်9နှစ်တွင်းမှာလက်ကင်ပတာလော့ accessory တွေတခုခု error ဖြစ်ခဲ့နေရှိတော့အတိတ်တခုနဲ့ပြန်လဲပေးတဲ့ after service လေးလည်းရှိပါတယ်နော် ဒေါ်ဆိုင်တွေမှာအသုံးပြုတဲ့ပတ်တာရဲ့ quality ကတကားရုပ်ဝိတ်ကို200ကီလိုဂရမ်လောက်ထိခံနိုင်ရှိရမှုအမြင့်ဆယ်ပေလောက်ထိကိုလည်းခေါင်းကွက်ထည့်ရှားမလို့ပဲတရားအသုံးပြုနိုင်ပါတယ်။ LG system နဲ့ဖွဲ့စည်းထားတဲ့ CV လေးဖြစ်တာကြောင့်55ဒီဂရီကျိုးတဲ့နေရာမှာဆိုရင်စကူတိုက်ပြီးကော်ရီအသေးလောင်းထည့်ပေးထားတဲ့စနစ်နဲ့တွဲပေးထားတဲ့အတွက်ကြောင့်ပြကြရှိတဲ့အခြေခံကမ်းမှုရှိရှိနဲ့အသုံးပြုနိုင်ပါတယ်။ ချင်းလုံးစကားတွေမှာဆိုရင်လေ3 or 4 stainless disease ကိုအတုံးမျိုးပေးထားတဲ့အတွက်ကြောင့်တန်နစ်တက်ခြင်းလုံးဝမရှိစေပါဘူးနော်ဒီစီဘီမှာဆိုရင်10နှစ်အမှခံ EPDM liner အမျိုးအစားကိုလည်းထည့်သွင်းသက်ဆင်ပေးထားပါဗျ။အထက်မင်းမနက်စားတွေအတွက် dose အနေနဲ့တုံ့ပြုတဲ့အခါမှာ safety drug class relay လေးကိုလည်းထည့်သွင်းသက်ဆင်လို့ရပါတယ်။ကဲဒီနေ့ဗီဒီယိုလေးမှာတော့ normal kismet window CV လေးနဲ့မတူပဲ luxury house အိမ်လေးတွေမှာ quality ကောင်းလေးအတုံးပြုလို့ရတဲ့ LG128 CV လေးနဲ့မိဆက်ပေးခဲ့ပါတယ်နော်။